ဟိုအားလုံးပဲမင်္ဂလာပါ Silly Insider from Burma ကပြန်လေးကြိုးပြလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဘာအကြောင်းပြောကြလဲနော်အခုခေါင်းစဉ်မှာပြလာတဲ့တန်ကျွန်တော်အဲချာကီရဲ့အကြောင်းလေးနည်းနည်းပြောကြအဲကျွန်တော်ဘေးရနေသလားဝေးရနေကြည့်ရတာကြတော့ချာကီကိုဥရောပကလူတွေဘယ်လိုထင်လဲဘယ်လိုမြင်လဲပြင်သစ်နဲ့ဟိုင်းရေဒီယိုကိုစာရတယ်ကျွန်တော်ခဝေးဝေးရကြည့်တော့မမြင်ရဘူးအဲ့တော့ ဒီစီစဉ်မှာတော့ကျွန်တော်ကထုံးစံတိုင်းကျွန်တော်မှာပြနေကြ Oliver Thomas နဲ့ CD CD joint ကျင်သူပေါ့နော် CD fan တွေသူပြကြပါတယ် Steven McNarney ဆိုရဲအဲသူ Esteem Company Channel YouTube Channel တခုထောင်းထားရရှိတယ်သူ CD big fan ပါဗျာလေ talk show တွေလားအာ post uh, post conference ရိုင်းနော်လေလို့တွေ့ရတာဗောနော CD show တွေ တော့သူမဲ့ဒီ Oliver Thomas နဲ့ပြောထားတာလားဒါမှမဟုတ် Oliver Thomas ကသူပြောထားတာကိုပြန်ပြန်ရေးထားတာငါအဲ့ဆောင်းပါလေသူကျွန်တော်စကပြောပုံနဲ့ပဲသင်ဆက်ပေါင်းနော်အဲ့တော့ Oliver Thomas နဲ့ဆက်လိုက်ရအောင်အဲ့တော့ဒီအဓိကကောင်းစီမှာ Ryan Charkey is ကဇင်နီဇီလန်နဲ့နေနေလေးဆင်နေပေါ့အဲ့တော့ဘာဖြစ်လို့ Manchester City က Florian Florian waste တဲ့ sign branch up လို့အနေရလဲဆိုတော့ကျွန်တော်ဆွေးနွေးကြည့်အောင်အဲ့တော့ Manchester City ရဲ့အသင်းဟာတမူထူးခြားတဲ့ကစားသမားတစ်ယောက်ကိုလိုအပ်နေပါတယ်သူတို့ရဲ့နောက်ဆုံးခေါ်လိုက်တဲ့ Ryan Chakia City ရဲ့လိုအပ်ချက်နဲ့ကွက်တီသွားချနေတာမှာ Man City ရဲ့ကျွမ်းကျင်သူ Aston Company YouTube channel က Steven McNarney က Sport Mode ကိုပြောပါတယ် Sport Mode uh website ကိုပြောတာ Sport website ကိုပြောပါတယ်ဒီနေ့ဒီနေ့စတဲ့ တစ်နှစ်သားသူရဲ့ငင်ဝေးချန်ပေါက်လိုင်ယွန်အသင်းကနေဖက်ကွာရီယိုလိုင်းမန်ချက်စတာစီးတီးယားအသင်းကိုပေါင်း39ဒန်းနဲ့ပြောင်းချွေလာပြီး9နှစ်စာချုပ်ချုပ်ဆိုရလာမင်းတောင်းတဲ့ဒီစီးတီးအီဒီအမ်မှာကစားမှာဖြစ်ပါတယ်။နော်24 25ရာသီမှာချန်ပီတယောက်လိုင်းရွတ်အထူးခြေစွမ်းပြပါ၄၄ဘွယ်မှာ၁၂ဒွိန်း90ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဘယ်နောက်ကလူ Ryan Inori နဲ့ဂူဒမာ Marcus ပတနယ်လီတို့ရဲ့နောက်ဒီနွေရဲ့၃ရောက်မြောက်ကစားသမားပေါ်ယူပါလာမက်ဖီဘာကလပ်ဝေါ်ကမ်မှာ၃ရောက်လောက်ပေါင်းကစားတော့ဘောမတ်ထိတ်တဲ့အသင်းတွေတဲ့ကဒီသင်ဖြစ်တဲ့စီးရီးယားချန်ပီယံအလားအလာကိုမြင်တွေ့ထားတယ်နိုင်ငံနဲ့နီးပါးတရားပဲလက်အောင်မှာကစားစီခြင်းအဖြစ်အဲချန်ပီယံအမြင့်ဆုံးအဆင့်ကိုရောက်ရှိနိုင်မယ်လို့ယူဆနေတာပါသူရဲ့ပင်ကိုစရိုက်နဲ့ခံစစ်ကိုကူပုံတွေရတော့အာဝေဖန်သူတွေကြားမှာအနေနဲ့အားနည်းချက်အဖြစ်မြင်နေကြတော့ပါပဲ စီတီအာဂနာဒါရိုက်တာဟူဂိုဗီယန်နာကတော့ချာခီယာသူ့ရဲ့အကောင်းဆုံးခြေတော်ရရှိအောင်လုပ်ပေးနိုင်မယ်စီတီလိုတင်းမျိုးရောက်ရှိနေတာလို့ဆိုပါတယ်မကနာရနီကဒီလိုထိတ်တန်းလူငယ်ကျယ်ဝင်းခေါ်ယူတာစွန်စားအကြနိုင်ပေမဲ့တစ်ဖက်မှာစီတီအနေနဲ့ခေါ်ယူရင်းနှီးမြှုပ်နှံတင်တာတော့မှန်ပဲလို့သူကတော့ယူဆနေတာပါအဲ့တော့သူချက်ပြောတာက risk ရှိရဆိုရင်တော့ဒါဟာလူငယ်ကစားသမားတစ်ယောက်အနေနဲ့အတွေ့အကြုံနည်းတာအကြောင်းဆိုတာမျိုးအကြောင်းမဟုတ်ပါဘူး ชาเกีย2019ကလေးอ่ะသူ့ရဲ့ပွဲဥထက်ကိုကစားခဲ့တာဒီဒီလမ်းမယုံနိုင်စရာပေါ့နော်အခုမှတော့27နှစ်ပဲဆို2019လေးอ่ะပွဲဥထက်ကိုစကစားနေတာအဲ့ဒီကလေးကအဓိကကစားမှဖြစ်ရာသီများများသူကစားခဲ့တယ်မိ1ကလည်း Premier League အတွက်ဆိုအန်ခိုက်ပါပဲအဲမိ1နဲ့ Premier League နည်းနည်းအန်ဝင်ကွတ်တီသွားကြတယ်ပေါ့နော်တင်းတင်းလိကလာတဲ့ကစားသမားတွေက Premier League မှာအလုပ်ဖြစ်လေးရှိပါတယ်အချို့ချွင်းချက်ကစားသမားတွေလည်းရှိကောင်းရှိမှာ နောက်တော့ခေါင်းစဉ်တစ်ခုကို set သွားလိုက်အောင် Chucky is taking his future very seriously after opting to join Man City အဲ့တော့ Man City ကိုရွေးချယ်လိုက်ခြင်းဟာ Chucky တယောက်သူ့ရဲ့အနာဂတ်ကိုအလေးအနက်သာဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီစွန့်စားကြရတဲ့ risk များနေဆိုတဲ့အနေနဲ့က Chucky ဖြစ်နေလို့ပေါ်လာတာပေါ့အဲ့သူ့ကိုကင်တွေရတာခက်တယ်အဲလေ့ကျင့်ခွင့်မသိမချိုးသားဘူးဆိုတော့ ူတင်တွက်ဆပြီးတော့သူ့ကိုချုပ်မြင်ထားတာတွေနဲ့အတူအဲ risk များတယ်ဆိုစကားပါကပ်ပါလာတော့အဲ့တော့မလိုဘဲနဲ့ပုံကြီးချဲ့လွန်တာတော့ဒီနေ့ခေတ်အထားလို့ဖြစ်နေပါမကောင်းတဲ့ကိစ္စအသေးဖွဲလေးတွေကနေလူတယောက်လုံးအမှုခြေနိုင်တဲ့အထိဖြစ်စီတာအဲ့ဒါဆိုရှယ်မီဒီယာဆိုတဲ့အရာပေါ့လေ။သူ့ကိုဝင်ရောက် ကာဝယ်တဲ့လူတွေလည်းပေါ်ထွက်လာပါတယ်။ဥပမာလာကဇက်တီနောက်သူတွေသူရဲ့နီးပြအောင်ပေါ့။ကစားသမားနဲ့နီးဆက်သူတွေရဲ့ပြောစကားကိုကြည့်ရင်တော့ ဝေဖန်မှုတွေကနည်းနည်းပုံကြီးချေတာပဲသိတာပါဒီဖြစ်ပုံမှာသူကတိုက်စစ်အသားပေးကစားတာတက်တက်ကြောင်းတယ်အဲပုံမှန်ဆိုပြန်ပြောက် pressing မလုပ်တာကြောင်းတယ်အဲသူနဲ့ခံစစ်သိမ့်မခုဘောအဲ့ဒီအဲ့တော့သိမ့်မကြိုးစားလို့လူတွေကမြင်နေကြတော့အမေရိကန်မှာတော့သူအနေနဲ့ကြိုးတော့ကြိုးစားတယ်သူပင်ကိုကအဲ့လောက်ထိမြန်တဲ့ကစားတော့မဟုတ်ဘူးအဲ့တော့သူ့လိုခံမရခက်ပြီးတော့ဝေးရပါထူးကြုံနဲ့နမတ်တန်းကစားသမားတယောက်ရှိရတယ် အညံ့နှုံးအပြင်းတခြားအားကောင်းတဲ့အရာအများကြီးမျောလင်းနိုင်ပါတယ်အဲ့တော့အားကောင်းတဲ့အရာတွေအဲ့ဒီအညံ့နှုံးကိုဖုံးလွှမ်းသွားတာ USK အဲ့တော့ကဒါနမတစ်ယောက်ကဘောလုံးကင်ကစားတာရင်ထူးချွန်ပြီဆိုရင်ဘောလုံးခြေထဲမရှိချိန်ကြတော့လူကစားတာကိုကြည့်ရတာစိတ်ကျဉ်နေစရာလည်းမဖြစ်တော့ဘူးသူအနေနဲ့မကြိုးစားဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူးအခြားကိအနေနဲ့သူ့အနာဂတ်အတွက်တက်တောင့်တက်တာဖြစ်မဲ့အတင်းတင်းကိုအတင်းတင်းအဖြစ်မန်ချက်စတာစီးကိုရွေးလိုက်တယ်ဆိုတဲ့အယူအဆကိုတော့မကနာရနီကညင်းပါတယ်။အဲ ဝါရီလိုက်လောက်မှလွယ်လွယ်လေးလာပြီးကစားလို့ရမှာဆိုပြီးကစားသမားမှာတော့စာချုပ်မှလက်မမထိုးပါဘူးသူ interview ပြောစကားနဲ့အဲဆိုရကြည့်ရင်လည်းချာပီယာအလောက်တော့ဟုတ်လားမသိပဲမနေပါဘူးသူ့ကိုကြည့်ရထက်ထက်မြက်မြက်ပဲအဲသူဘာလုပ်အောင်မယ်ဆိုတာကိုလည်းနားလည်ထားပြီးတော့အဲ့ဒါကိုပြီးမြောက်အောင်ကစားပြအောင်လားဆိုတာတော့နောက်ထပ်မေးခွန်းတစ်ခုပါဒါပေမဲ့ဂွာဒီယိုလာဘယ်လိုနည်းပြမျိုးလဲဆိုတာလူတိုင်းသိပါစားသမားကိုယ်တိုင်လည်းဒီစင်ဖို့မှုအတွက်အစဉ်သင့်ဖြစ်နေပုံရပါတယ် တို့စပိန်ကို၅ခု၄ခုနဲ့ရှုံးခဲ့တဲ့ Nations League semi-final မှာပြင်သစ်အတွက်ပွဲဥတော်လူဆောင်ကစားပြီးတကူးသင်းတကူးခံပြီးပေးကသူ့ရဲ့ခြေစွမ်းနဲ့အလားအလာကိုအဲ့ဒါ City Breaker တွေချပြသွားတာပါမခနာရီကတော့ Chakio ပြင်သစ် icon Genji Zidane နဲ့ခိုင်းနိုင်သွားပြီ Man City အနေနဲ့အဲဆိုမိုင်းကလာစိတ်ဝင်စားအပြားငယ်ပြီးအခုလပောက်ဦးနဲ့သဘောတူညီမှုရသွားတယ် Florian Ruiz Testa ဟင်း အဲခက်ကြွကြွရွရွနေညဉ့်ညဉ့်ညုံညုံကစားရတဲ့ chart key လို့ play maker အထိုက်မျိုးကိုပို့ပြီးလိုအပ်နေတယ်လို့မကနာ running ကယုံကြည်နေတာပါအဲ့တော့နောက်တစ်ကောင်းနေတစ်ခုဆက်ပြီးတော့ရှင်းလိုက်ရအောင်အဲ့တော့ chart key likened to cdm as with comparison is made အဲ့တော့ florian with နဲ့အဲနိုင်ရှင်လိုက်မှုကို chart key ရဲ့ cdm နဲ့ပို့ဆင်တယ်ပေါ့ cdm အငွေ့အသက်တွေပြုမှာပို့ပြီးတွေ့ရအဲ့ chart key အတွက် ပေးရတယ်ပေါင်းတန်း20 30ဆိုတာဘာမှမဟုတ်ဘူးတော့ပြောချင်ပါဘူးသူစီရရနိုင်တဲ့အရေးသွေးနဲ့ဟာပြင်သစ်အတွက်ပွဲဥတွေမှာကစားပြသွားတာဒါမှမဟုတ်ဘူးဇီရန်ကိုကြည့်နေရသလိုခံရခဲ့ရတမင်မုန်းတိမ်ပြီးပြောနေတာမျိုးလည်းမဟုတ်ပါဘူးအဲ့တော့ပြင်သစ်တဲ့ကစားပေါ်လို့ရဆိုတာသူ့ဇီရန်နဲ့ခိုင်းနိုင်နေကြတယ်အတူအနေနဲ့ဟာတနေ့မှလောက်ထိအဲ့ဒီ level တော့ရောက်သွားမယ်လို့မဆိုလို့ပဲမြင်သူ့ရဲ့ပင်ကိုဘောလုံးကျွမ်းကျင်မှုနဲ့အရင်းအနှွဲ့တွေရဆိုရင်တော့တကယ်ထူးချေကစားသမားဆိုတော့ ကျင်းတယ်ပြောနိုင်ပါတယ်သူ့အတွက်ပေးလိုက်ရတဲ့ပြောင်းရွှေ့ခြင်းကတော့သူ့လူကစားသမားမျိုးအတွက်ဆိုရင်အဲတော့နေနေပါလိမ့် Florian West ကိုကြည့်လိုက်ကြားရတဲ့သတင်းတွေရဆိုတော့ Bayern Leverkusen ကပေါင်သန်း130အထက်တောင်းတာနော် Chaka ကအဲ့ဒီဂျေးရဲ့၄ဘုံတပုံပိုပြီးတော့ပေးရမယ်ဆိုတော့၅ဘုံတပုံလောက်တောင်းဖြစ်သွားနေအနေထားအဲ့တော့အစိုးဆုံးဖြစ်နိုင်တာ Chaka ကို အတင်းမှာအနှဲ့ကျစနစ်နဲ့အသုံးပြုတာမျိုးပဲအဲ့လိုသားသူလည်းတနည်းနည်းနဲ့တွင်စိတ်ပြက်လိုက်ပြီးဒေါမွန်တို့ဘာလို့ပေါင်ဆန်၅တန်းတန်း၃၀လောက်နဲ့ပြန်ထွက်သွားအဲ့မှာစူပါစတာပြန်ဖြစ်လာဆိုတဲ့ကိစ္စမျိုးဒါပေမဲ့အနည်းဆုံးတော့အပြန်ရောင်းရင်တော့စီးစီးတို့အရင်နောက်တော့ပြန်ရနိုင်မယ်ဖော်ယူမှုတို့ပါအဲ့တော့၅နှစ်အတွင်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခြင်းပြုလိုက်ရမယ်ခေါ်ယူမျိုးလည်းမဟုတ်ပါဘူးသူ့အနေနဲ့အရင်ကောင်းနေရတာနဲ့သာဒါ emotion တွေရဲ့များလို့ပုံမှန်ကစားွေးမင်းအားလို့ဘာကြောင့်ညာကြောင့်သာထွက်သွားရင်ထွက်သွားမယ်အခြေအနေမျိုးပါ တော့ကောင်းတဲ့ဘက်ကကြည့်ရင်ကပတ်ထဲနဲ့ရှိတဲ့ကစားသမားတွေတယောက်ကိုဈေးချွတ်ချုံနဲ့ကျွန်တော်တို့ရလိုက်ရမှာ။အော်စီးဒီမှာတင်ကြောက်အထိုင်ကြမယ်လို့လည်းယုံကြည်ပါတယ်။နှစ်သိန်းလောက်တော့မန်ကန်နဲ့ခေါ်ယူမှုတွေလုပ်လိုက်နိုင်တယ်လို့ယူဆနေကြတာပါ။အဲတော့ Florian Wiss ကလည်းလေပေါင်းနဲ့ kait ကြီးရယ်စီးဒီကလည်းခြားပြီလို့ကစားသမားမျိုးကိုလိုအပ်ပါတယ်။ Twin Go တွေကိုဖန်တီးမှုတွေကြီးကြောင်းပဲမဟုတ်ပါဘူး။အဲတော့ဒီကိန်းကနန်းတွေရဖို့သူဘလို့အဆင့်ဆင့်အကွင်းထဲမှာလှုပ်ဆောင်ပြတယ်ဆိုတာကိုရေးကြည့်ရအောင်။ အခုနေ့မှသူ့ကိုကြည့်ရတာ FIFA game နဲ့ကငါတကယ်ထိတ်တန့်ကစားသမားလို့ FIFA game နဲ့ဝင်လိုက်တယ်ဆက်ဆံရေးကစားသမားတွေခေါင်းပေါ်ကနေကြော်ပြရတာနော် Rainbow Flex တွေလောက်ပြရမယ် Volley ကင်ကျက်နဲ့ဘိုးတွေတင်းပြရမယ်ဆိုတော့အထာအတိုင်းပြင်းတဲ့နဲ့ဘိုးရုပ်ထွက်ကစားရတော့အဲ့လိုလောက်ပြသွားတာ Join yes Sharky cut from a similar class with Vidan liking to run a thing or Zidane lo vision control အရင်ွယ်တွေနဲ့တင်းဟိုလိုခံမှန်းရခဲ့တဲ့ flare တွေနဲ့ Sharky အဲဒါကတော့အမကနာရနီရဲ့ပုံမှန်နည်းပြောတာဆိုတော့ကျွန်တော်ဒီမှာတော့နည်းနည်းလေး high ပေါ့ဗျာအချမ်းကြီးရဲ့ပေးပို့မှုတွေက YouTube မှာအကောင်းဆုံးပေးပို့မှုများလို့လို့ series တွေထဲမှာမြင်ရလေးရှိတယ်ရေးသွေးမြင့်ပေးပို့မှုတွေကြီးပါဒီဘက်တစ်နှစ်နှစ်နှစ်အတွင်းမှာ series ကိုကြည့်ရလွတ်လွတ်လပ်လပ်မရှိတော့ဟုတ်ကစားရင်တောက်တောင်ကြီးဖြစ်နေဆိုတော့ဒါကြောင့်ချကြည့်လို့ကစားသမားမျိုးကလိုလိုလေလို့ထင်တာအခုဆိုကန်တော်ရင်ကစားသမားကြီး Kevin De Bruyne လည်းထွက်သွားပြီဆိုတော့ City အနေနဲ့အဖန်ရှင်အသစ်တစ်ယောက်ကိုဘလို့အဆုံးချိန်လည်းဖြစ်နေပါတယ် သူကဆက်ပြီးမကနာရနီဆက်ပြောတာပြိုင်ဘက်တွေကစီးတီနဲ့ကစားတဲ့ပို့ပြီးတော့ခင်စစ်ကိုဦးတည်တယ်။ you know အမြင့်ဆုံးပုံစံမှာရှိခဲ့ဘူးလေဂန်ဒူဂန်တို့ဘာနာတို့တို့ကမာရတ်တို့တွေရတယ်။အဲတော့ဂန်ဒူဂန်နဲ့ဘာနာတို့တော့ရှိသေးတာမာရတ်လည်းရှိတော့အဲရှိခဲ့တော့အတော့မှာအမြင့်ဆုံးပုံစံတွေကစားနိုင်တဲ့ပုံစံမရှိတော့ဂန်ဒူဂန်ဘာနာတို့လို့ဆိုတော့ဒီ brand ကလည်းထွက်ပြီးအမ်မနှစ်ကရိုဒရီယာကစားနိုင်တော့တိုက်စစ်ပိုင်းပေါ်မှာအသက်ရောက်မှုရှိကောင်းရှိပြင်ပေါ့ တော့ CD ကပြိုင်ပတ်အသင်းကိုဖြိုခွဲတာကြည့်ရတာအင်းစရာကောင်းတာအသင်းမှာအစ်အစန်းတွေလုတ်ပြတာမျိုးလည်းမမြင်ရတော့ဘူးအဲ့တော့ narrative တင်တာက CD ကစားရမှာပျော်ရွှင်မှုတစ်ခုလိုအဲ့ဒီရောက်ချာကြည့်စီရရနိုင်သူကစားပုံတွေမှာ Ronaldinho ကိုစင်တာလေးတွေ့ရမယ်နောက်ချာကြည့် Ronaldinho ကို Chelsea ဘက်ကိုအဲ Korea အပြင်အပြင်ခြေနဲ့ဟိုဝိဝိုင်ကန်သွင်းတဲ့ပုံရံမျိုးသွင်းမယ်ကစားတယ်မျိုး တော့ဇီဒန်လိုမျိုးအေရီယာထိပ်ကနေဘဲချေပေါ်လီကန်ခြင်းနဲ့သူပွဲဥတော့မှာတွင်းခဲ့တယ်လို့သူဇီဒန်ဖြစ်လာမယ်ဆိုတာမဟုတ်ဘူးသူကသူ့မှာဇီဒန်နဲ့ဆင်တဲ့ vision တို့လား magic တို့ control တို့ဒါလေးတွေနည်းနည်းရှိတယ်တကယ်ဟို street footballer style ပေါ့နော် city လူတွေရတဲ့ ETF ကွင်းထဲမှာအဲ့ဒီလူမျိုးပြပြချင်းချင်းကစားတာကိုကြည့်ဝင်ရဘူးတော့ Guardiola နဲ့ဘောလုံးနဲ့တူလုံနိုင်ကန်နေတဲ့ကစားသမားတွေသူတို့အစွမ်းရှိတယ်လို့လွတ်လွတ်လပ်လပ်အဲကစားတိုင်းတွေရှိရတူပါ ဒါကြောင့်လည်းချာတီနေနဲ့အစွမ်းကုန်တောက်ပလာမယ်လို့ယုံကြည်နေပါတယ်။ဂွာရီယိုလာကကစားသမားတွေလွတ်လွတ်လပ်လပ်မကစားခံဆိုတာတွေကတကယ်တော့အမြင်လုံးတွေပေါ်လာတာ။ဘိုးအေရီးယားတွေရောက်ပြီဆိုရင်ဟလာကစားသမားတယောက်နဲ့ဘာလို့ပြနိုင်တယ်လို့ဒါလို့ပြအဲ့ဒီညမှာချာကြီးကအလုံးအင်မတန်ထူးကျင်နေသူတွေတယောက်အပေါင်းဖြစ်ပါတယ်။အဲ့တော့ချာကြီးရဲ့စီးတီးတကယ်လိုအပ်နေတဲ့မှော့ဆရာ။အဲ့စီးတီးအနေနဲ့အခုတကယ်ကိုမှော့ဆရာတယောက်လိုအပ်နေတာ။ထူးခြားမှုတွေခုခုလို့ ဘုံလုံးရေးရေးတနည်းကင်ပဲပြန်ပုတ်ဆိုးမှုမယ်နောက်ပြန်ပေးနေရမျိုးမဟုတ်ဘူးခွင့်ရေးတွေကို KDP လိုမျိုးခံများများဖန်ပြီးမယ်ဆိုတော့တယောက်လောက်ကိုတို့နေဖိုရန်တို့ဒိုကူတို့ကိုလည်းပိုကောင်းလာစေမယ်လို့ထင်တယ်အဲ့တော့ street street footballer တွေ style တွေလူတွေကချိန်ကြအောင်ဖိုရန်ဆိုလည်းအလှုပ်ရွေး1 2လေးတွေလုပ်တယ်ဒိုကူလည်းအတူတူပဲအဲ့တော့အသင်းမှာဒါမျိုးကစားနိုင်တဲ့သူကိုပိုင်ထားပြီးတော့ခြားကစားသမားတွေလည်းပိုကောင်းလာစေမယ်ဆိုတာ ETF ပြည်သက်တွေရတယ်ဘောကြကြအောင် ော့သူ့ကို CD နဲ့အံဝင်မယ်လို့ယူဆတာဒီမှာတခြားအသင်းတွေတို့အဲအရင်ပြေးရမွားရတဲ့ပုံစံမျိုးမဟုတ်ဘူး CD မှာပြေးရတော့ပြေးရမှာပေါ့ဒါပေမဲ့ဒီမှာပြိုင်ပတ် area ထိမှာကျွန်တော်တို့အထိုင်ချပြီးတော့ဟုတ်လားကစားတာဆိုရည်အနေထားမှာခြံပြေးရဲ့အချင်းစမ်းသစ်မှုတွေရအောင်ဝင်ရောက်လာမှာပေါ့အဲ့သူအနေနဲ့ဘောလုံးကင်ထားမယ်အချင်းပမာဏတပွဲကိုအချင်းအချင်းပမာဏပိုများလာမယ်လားတပွဲကိုအချင်းတရာလောက်ပေးပို့နေရတဲ့နောက်မှာသူစီကဖန်တီးမှုတွေလိုက်လာ ဒီလိုရေသွေးနေကစားမဟုတ်ဘူးအဲအဲ့မှာတော့အချိန်ပေးပြီးတော့သူ့ကိုဘုံလုံးပေးခိုင်းထားရင်ကျွန်တော်တို့အနေနဲ့ဟုတ်လားရလက်တွေရတော့အမကောင်းတာတွေမရှိပါဘူးအဲ့တော့ကန်ဘက်ကို press လုပ်တဲ့အခါမှာတော့အသူ့ဟာနန်းနာမှာဒါကန်ဘက်ကိုပြားပြီးဘုံလုံးပြန်ရဖို့ဦးတည်အဲ့တော့ light press လုပ်ရင်ပဲနော်ပြောလို့ရတယ်လား magic motion လားလေးတွေကခွင်းထဲမှာဖြစ်လာပါလိမ့်မယ်အဲဒါကတော့ကျွန်တော်တို့ Oliver Thomas နဲ့ငါက စတီဗင်မက်ကရာနီနာတို့ရဲ့ပြောဆိုခဲ့တာကိုကျွန်တော်ပြန်ဖောက်တယ်ချတာပဲဖြစ်ပါတယ်အဲသူတို့ဒီတာပို့ပြီးတော့ခက်ရှည်ရှည်သူတို့ YouTube channel မှာပြောခဲ့တာမျိုးရှိကောင်းရှိပါတယ်ကျွန်တော်အဲ့ဒီကြည့်တော့တော့မကြည့်ဘူးနော်ကျွန်တော်ဆောင်းမှသူပြောခဲ့တဲ့အဆုံးအောက်ထိကအမုန်းတင်လာလေတော့ပဲကြည့်လိုက်အဲ့တော့ဒါကသူတို့ဥရောပမှာလက်ရှိဟာလာဟိုချာပီနဲ့ပတ်သက်ပြီးမြင်နေကြရတယ်ပေါ့အဲ့ဒါတချို့ပြောနေကြတယ်သူတို့နေတိုက်စင်ကစားပုံပေါင်းနေခုန flare လေးတွေရှိတယ်ဒီထဲနဲ့စင်ဒါတွေကအကုန်လုံးသူတို့ အဲ့ဒီနဲ့ကန်တွေရခဲ့တယ်အဲဆိုရဲအူချိုင်လည်းသူ့ကိုရှိတယ်တိတ်မချိုးရအောင်ဆိုတာမျိုးတွေအဲအတိုင်းလည်း creative ကိုပွဲဥပ္ပပြီးတော့အဲဆယ်ကျော်တည်းကတောက်ပါလာပြီးတော့နည်းနည်းလေးပြန်ငုတ်သွားတယ်ဒီက20 21မှာအခုပြန်တောက်ပါလာစီးတီမှာဘယ်လောက်ဒီဖြစ်ထွန်းလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပါအဲအကြီးအပြုံးတော့လည်းနဲတယ်ဘာလို့ပြောသူ့ video တွေလည်းအဲ mix set တွေပွဲတွေမှာ CD football ground မှာ ပိုလို့ရှူတင်နေပါလေကြည်တဲ့ညီလည်းမရှိပြုံးလည်းမရှိရနေနေခေါ်တော့ရည်ရည်ပါမယ်အခုလောဆယ်ထဲမှာသဘောအကျဆုံးလက်ရှိရောက်ပြီးသားထဲမှာဆိုရင်တော့ grinder ကိုတော်တော်လေးသဘောကျ personality တော်တော်ကောင်းတယ်ပေါ့ grinder ပြောတဲ့ဆိုတဲ့အဲ့လိုတက်ခိုင်တယ်အခုဒီရောက်တဲ့ရည်ပြုံးနေရတာဂျန်နေလူတွေကတော့ပုံမှန်ပဲအဲ့တော့ကျွန်တော်တို့ချာကီကိုဆက်လက်ဆောင်ကြည့်သွားမှာပေါ့ဒါကတော့လက်ရှိပြည်သက်တွေကိုချာကီကိုဘူယောပါပြည်သက်တွေအမင်းစီတီနဲ့ရင်းနှီးတဲ့ အင်္ဂလန်ပြည်တဲ့ဘလို့မြင်နေလဲဆိုတော့အမြင်ကိုချပြပြီးတော့ဖြစ်ပါတယ်အဲကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြအောင်အားလုံးကျေးဇူးတင်ပါတယ်